အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုံမောကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့ဒီနေ့မှာတော့ကျွန်တော်တို့ Arsenal ရဲ့ transfer news ကြောင်းပြောသွားမယ်။တော့အနိုင်ကျွန်တော်ဗီဒီယိုတခုထဲမှာဒါ၃ခုလောက်အဓိကထားပြောသွားမှာဖြစ်တယ်ဒါ။အခုနောက်ပိုင်းမှာကျွန်တော်တို့ညီကိုရီတတိထားမိလင်းဖြစ်တယ်။ကျွန်တော်ဗီဒီယိုတွေကိုကျွန်တော်၈မိနစ်လောက်ဒါကျွန်တော်တင်ဆက်ပေးတာဖြစ်တယ်။အဓိကကဒါခုနောက်ကျွန်တော်ရဲ့လက်ရှိ campaign မှာဗီဒီယိုတွေ၈မိနစ်ဝင်ပြီဆိုရင်တော့ဒါကျွန်တော်တို့ဝင်ငွေပုံမှန်ရတော့ကျွန်တော်၈မိနစ်ဗီဒီယိုလေးလုပ်ပေးဖြစ်တာဖြစ်တယ်။အဲ့တော့နောက်တစ်ခါကျရင်သတင်းလေးပါလင်းနေနေထပ်ပြီးဆိုလဲအဲ့သတင်းလေးတွေကိုလည်းကြည့်ပေးကြဖို့ကျွန်တော်ဒီနေ့ဒီနေရာကနေပြီးကျွန်တော်မြစ်တာရက်ခံရချင်ပါတယ်ဗောနော။အဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်တို့အာဆိုတဲ့သတင်း၃ခုကိုကျွန်တော်ဒါ၃မိုင်းခွဲပြီး ီဒီယိုတခုတော့တင်ဆက်ပေးမှာဖြစ်တယ်။ပထမဆုံးတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာဒါပထမဆုံးတစ်ခုကအာဆိုအစ်အနေနဲ့လက်ရှိမှာအီနာကီယိုဆိုအီနာကီဝီလီယမ်သူ့ကိုဟာငါတော့ နီကိုဝီလျံပြောတာနီကိုတခါကျရင်လည်းလည်းပဲကိုယ်တော့တရားစကားတွေပြောပြီးတရားဆဲတာကျွန်တော်တရားထဲနေတာညာလစ်တယ်ခွန်းတော့ပဲနီကိုဝီလျံရဲ့လက်ရှိမှာတရားဝင်စကားပြောနေပြီဆိုတဲ့သတင်းတစ်ခုရဲ့လက်ရှိမှာအာဆိုသင်းနေနေလက်ရှိကျွန်တော်တို့အာအလက်ဇန္ဒားအီဆာအနေနဲ့ဆူဖလာတွေရခဲ့ပြီမဲအာဆိုသင်းကလုံးဝလက်မလျှော့သေးဘူးဆိုတဲ့အကြောင်းတစ်ကြောင်းရဲ့ပြီးရင်တော့နောက်ဆုံးသတင်းအနေနဲ့လက်ရှိအာဆိုသင်းနေလီရိုက်စာနေကိုအလွတ်နဲ့ခေါ်ယူဖို့အတွက်ကျွန်တော်တို့ တရင်တွေထွက်ပေါ်နေတယ်မှာပါတယ်ဆိုပြီးတော့တရင်တွေထွက်နေကြပေါ်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒီ၃ခုကိုဒါကျွန်တော်တို့ဒါတစ်ခုကိုဒါ2မိနစ်ခွဲ3မိနစ်လောက်ဒါကျွန်တော်တို့ပြောပြသွားပြီးသွားအောင်ဖြစ်တယ်ဘောနော်ပထမဆုံးတစ်ခုအနေနဲ့ဒါလက်ရှိမှာအာစနိုတင်းနေတဲ့နီကိုဝီလီယန်ရဲ့ကိစ္စကိုပြောအောင် နီကိုဝီလီယံနဲ့ပတ်သက်ပြီးလက်ရှိမှာကျွန်တော်တို့စာချုပ်အကြောင်းပြောရမယ်ဆိုတော့နီကိုဝီလီယံအနေနဲ့ဒါမနစ်ကကတည်းကပါဆူနာအသင်းကိုပြောင်းရွှေ့ခဲ့ကျင်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်သူ့ရဲ့မိခင်ကလပ်ဖြစ်တယ်။ဒါကျွန်တော် Athletic Bilbao နဲ့သူ့ကိုတစ်နှစ်လောက်နေပေးပါအောင်လို့ကောင်းအောင်မွန်တောင်းခဲ့တာကိုသူ့ကိုဖြစ်တဲ့ Inaki Williams တယောက်အနေနဲ့ဒါကျွန်တော်သူ့အသင်းမှာဆက်လက်ပြီးနေပေးဖို့အတွက်တောင်းဆိုခဲ့တဲ့အတွက်ကြောင့်မို့နီကိုဝီလီယံအနေနဲ့ Athletic Bilbao မှာတစ်နှစ်ဆက်နေပေးခဲ့တဲ့သတင်းတွေကိုသိပြီးသားဖြစ်လိမ့်မယ်။မနစ်ကတည်းကဒါကျွန်တော်ပါဆူနာအသင်းနဲ့ပြန် Arsenal အသင်းနဲ့နီကိုဝီလီယံကိုအလိုရှိနေဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒါပေမဲ့ဒီနေ့မှာ ာဆိုသည်နဲ့နီကိုဝီလီယံကိုခေါ်ယူခြင်းတဲ့နေရာမှာဒါတရားဝင်ဆွေးနွေးမှုသူ့ရဲ့အေဂျင့်အနေနဲ့ပြုလုပ်နေပြီလို့ကြားသိရတယ်မှာပါအဲ့တော့ဒီနေရာမှာအာဆိုပိသက်နဲ့အာကစားသမားနဲ့ဒဲဆွေးနွေးပြီလားအသင်းနဲ့ဘာညာမထွက်အသင်းနဲ့သိပ်ပြီးဆွေးနွေးကြမလို့လက်ရှိမှာနီကိုဝီလီယံခေါ်ခြင်းတဲ့အသင်းကလာမယ့်နေရာဒီမှာသူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ယူရို55သန်းပေးယူနေတယ်ခေါ်ယူနေတာဖြစ်တယ်ဟာဒါဆိုရင်ဆောင်းမိုက်တယ်ပေါ့ဆောင်းဝမ်း cheap တယ်ပေါ့ဆိုတဲ့ပုံစံမျိုးကောင်းတယ်မှာတွေးမိလိမ့်မယ်မထင်ပါနဲ့နီကိုဝီလီယံကဒါမနစ်ကအသင်းတော်များလက်တွန့်သွားခဲ့တာသူ့ရဲ့တောင်းခဲ့တဲ့လစာဖြစ်တဲ့သူ့တက်ရွယ်နဲ့မလိုက်နီကိုဝီလီယံဒီဒါယူရိုပီးရဲ့အချိန်မှာ ာသူ့အနေနဲ့လမိန်ရမင်းနဲ့သူအောင်မြင်မှုတွေများစွာရခဲ့တဲ့အချိန်မှာအသင်းကြီးတော်များသူ့ကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တယ်အထူးသဖြင့်ဘာစလုနာနဲ့အာဆောအသင်းပေါ့နော်ဒါပေမဲ့ဘာစလုနာကတရားဝင်ကမ်းလှမ်းမှုတွေလုပ်ခဲ့တယ်ဘာစလုနာကမမဲရတာကျွန်တော်ယူရို2သိန်းခွဲအထိလာမသိတာကျွန်တော်တို့နီကိုဝီလီယံခေါ်ယူဖို့အတွက်ဒါကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်ဒါပေမဲ့ပြဿနာကနီကိုဝီလီယံအနေနဲ့အော်စမန်ပြဿနာလိုပဲဒါကျွန်တော်တို့တပတ်လောက်ကယူရို3သိန်းခွဲနဲ့4သိန်းလောက်တိတိ တောင်းနေတယ်မှာပါတယ်မမေကဒီကြားထဲမှာကျွန်တော်တို့အာစနိုအသင်းအပြင်ကိုဒါချက်စီအသင်းကပါခေါ်ယူဖို့စူးစမ်းခဲ့တဲ့အနေထားမှာရှိတယ်တချို့သောကောလာဟာလာတွေရဆိုချက်စီအသင်းခေါ်ယူမဲ့လုံမဲ့အချိန်မှာနီကိုဝီလီယံအနေနဲ့တပတ်လောက်ခယူရို3800ပေါင်3000ငွေနဲ့3300လောက်ထိတဲ့ရှိတဲ့ဈေးတစ်ခုကိုဒါချက်စီအသင်းကိုတောင်းခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေထွက်ခဲ့အဲ့တော့ပြောချင်တာနီကိုဝီလီယံရဲ့အခုလက်ရှိမှာစာချုပ်တန်ပတ်နှစ်ချိန်ချဲဒါကျွန်တော်တို့ Athletic Bilbao နဲ့စာချုပ်ပြသိမ်းချေယူရို45တန်းရှိတယ်ဒီယူရို45တန်းမှာတော့ဒါကျွန်တော်တို့အာစနိုအသင်းနဲ့ဒီယူရို45မက်ဆီပဲပြီးပေးလို့ရတယ်လက်ရှိအာ စနယ်ငွေကြီးအခြေအနေရပြောချင်တာအာဆန်သင်းတဲ့ခုလက်ရှိမှာချန်ပီယံလိမှာရီယယ်မက်ဒရစ်နဲ့တွေ့တာတော့မှယူရို102တန်းလောက်ရနေတဲ့အနေထားမှာဒါကျွန်တော်တို့45တန်းဆိုတော့ဗျာဒါကျွန်တော်တို့ quarter final စူချင်းငွေလာတော့မရှိတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ပြောချင်တာက Arsenal အသင်းနဲ့လက်ရှိမှာ Nico Williams အပြောင်းရွှေ့ဈေးကတို့တက်ပြဿနာမှုတွေ Athletic ပြီးပေါင်းနဲ့ညှိစရာမလိုဒါပေမဲ့ကစားသမားတွေအခုချိန်မှာအခုခရေကစပြီးညှိနေတဲ့ဆိုတဲ့အကြောင်းအရာကတော့သူ့ရဲ့များပြားလွန်းလှတဲ့လောက်ခလာစားလို့ပဲပြောလို့ရတယ်မှာပါအဓိကဒီနေ့မှာ Arsenal အသင်းနဲ့ Martinelli ကိုဒါကျွန်တော်တို့ confident ညော့နေမှုဖြစ်လာခဲ့တယ်လို့ပဲဆိုလို့ရတယ်မှာပါတဲ့အပြင်ကိုဒါကျွန်တော်တို့ Saka ကိုလည်းရေရှည်ရအစားထိုးသွားနိုင်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မလို့အစားရေရှည်အစား Saka ရဲ့နေရာမှာဒါကျွန်တော်တို့ ဟိုအစားထုတ်ပုံစံမျိုးလေးကစားနိုင်မဲ့အတွက်ကြောင့်မို့လို့ကျွန်တော်3သိန်းခွဲဆိုတဲ့ဥစ္စာမျိုးကတော့များလွန်းနေလို့ကျွန်တော်နည်းမြင်ပြီကျွန်တော်မြင်ပေါ်တာဒါခုနကပြောလို့ပဲယူရို3သိန်းခွဲ3သိန်း8000ဆိုတာဒါနီကိုဝီလီယံအသက်ရွယ်နဲ့တော်တော်လေးကိုများတယ်လို့မြင်တယ်ယူရိုမှာခြေစွမ်းတပြထားရဆိုမဲ့ Athletic Bilbao မှာဒီနှစ်မှာလည်းအဲ့လောက်တိမဟုတ်တဲ့အတွက်ကြောင့်မို့ယူရို3သိန်းခွဲ3သိန်း8000ကတော့များလွန်းနေလို့ကျွန်တော်နည်းမြင်ပြီရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ခုနေနဲ့ပြောရမယ်ဆိုတော့ဒါကျွန်တော်ခုနကတရီတရီတရီဘုတ်နေပြောမှာဆို Arsenal သိန်းနေအခုချိန်မှာ အလက်ဇန္ဒားဣဇက်နေတဲ့ကြောင့်ယူကာဆင်နဲ့ကာလရှိဖလားပြောက်မှုကိုဒါအတူတူအဆုံးသတ်ပေးနိုင်ခဲ့တယ်ဒီပွဲစဉ်မှာဒါအလက်ဇန္ဒားရဲ့ဣဇက်ရဲ့ဒါအလက်ဇန္ဒားရဲ့ဣဇက်တော့အလက်ဇန္ဒားဣဇက်ရဲ့ twin goal ကလည်းတော်တော်လေးကိုဒါကျွန်တော်အရေးကြီးတဲ့ခန်းကဏ္ဍမှာပါဝင်ခဲ့ဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်အဲ့တော့အလက်ဇန္ဒားရဲ့ဣဇက်ရဲ့ twin goal အလက်ဇန္ဒားရဲ့ဣဇက်အလက်ဇန္ဒားဣဇက် อืมถ้าจะได้ดีลุลุเบ้ดูเบ้มาลูไม่ရှိလို့ဘောတယောက်แท้နေလို့เบ้လူရှိရဒီကောင်ဆောက်ယူယူနေတာလားဆိုပြောကံတကယ်ကိုယ့်ကိုပြောကျွန်တော်လေပြဿနာလေကျွန်တော်ဒီလိုဗီဒီယိုရဲ့ခင်ဗျားတို့ကျွန်တော်ဟာတာကျွန်တော်ကျွန်တော်မလေးကျွန်တော် one shot ရရတာ one shot မှာလူမှုစတာကျွန်တော် transformer cam မှာ data လေးအနေငယ်ကြည့်တယ်ပြီးရင်ခင်ဗျားတို့ပြောတယ်ပြောတယ်ကြည့်တယ်အဲ့လိုပုံစံမျိုးတော့ပြဿနာပြောကျွန်တော် edit လုံးဝမလုပ်တတ်တဲ့အတွက်ကြောင့်မဟုတ်ကျွန်တော်မှားပြီဆိုရင်ကျွန်တော်အစ်စ်ပြန်ရတယ်တော့တော်တော်လို့ဆိုရကျွန်တော်ဒါအမှားဟုတ်ပါထက်ထက်ပြီးတာခင်ဗျားတို့ပုံမှန်လေးကိုကျွန်တော်မှားသွားပါတယ်ဆိုကျွန်တော်ပြောရတယ်မရှိတယ် တခါကျအဲ့ဒါဘေးကလူကြီးကိုယ့်ကိုယ်တခါဦးလာပါအလက်ဇန္ဒရဲ့ ਈ ဆာဆိုရင်မသိအလက်ဇန္ဒတယောက် ਈ ဆာကတယောက်လို့ဖြစ်တာမဟုတ်ပါဘူးအလက်ဇန္ဒ ਈ ဆာတယောက်တည်းပါအဲ့အလက်ဇန္ဒ ਈ ဆာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ကာရာဘောင်းဖလာယာရှိခဲ့တော့ညာလဲကျွန်တော်တို့အာညူကာဆယ်ယူနိုက်တက်ရဲ့အနာဂတ်ကမသိကြဘူးအဓိကအလက်ဇန္ဒ ਈ ဆာရဲ့ဒါကျွန်တော်တို့နံပါတ်1 priority ကသူ့အနေနဲ့ဥရောပဝင်ခွင့် Champion League ဝင်ခွင့်ပဲဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ် Champion League ကိုအလက်ဇန္ဒ ਈ ဆာကစားခြင်းနဲ့အဲ့တော့ညူကာဆယ်ယူနိုက်တက်တင်းနဲ့ကာရာဘောင်းဖလာယာဒီဖြစ်စေမရဒီဖြစ်စေအလက်ဇန္ဒ ਈ ဆာရဲ့ဒါကျွန်တော်နံပါတ်1ပြတ်မှတ်က သူ့အနေနဲ့ဥရောပထွက်ကစားခြင်းနဲ့ဥရောပမှာတော့မကစားနိုင်ခဲ့ဘူးဆိုတော့ဥရောပကစားတဲ့အသင်းတွေကိုသူရွေးချယ်သွားမယ်လက်ရှိမှာတော့အာစနိုအသင်းနဲ့တူလီဗာပူးအသင်းကလည်းဒါအလက်ဇန္ဒားအီဆက်ကိုရှင်ပြိုင်ပြီးတော့ခေါ်ယူဖို့အတွက်အကောင်းဆုံးကြိုးစားနေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်လီဗာပူးအသင်းကသိကြတယ်မှာသူတို့အသင်းကိုဂိုးသွင်းတဲ့ကစားသမားတွေတိတ်ကြိုက်တဲ့တယ်မှာပါတယ်အထူးသဖြင့် FG ပေါ့ FG ကသူတို့အသင်းကိုဂိုးသွင်းပြီးဆိုအဲ့ကစားသမားကိုမရရအောင်ခေါ်လိခေါ်တတ်ရှိခေါ်လိခေါ်တတ်ရှိတယ်မီနာမီနိုဒါဝင်နူးနဲ့ဆိုလိုကစားသမားတွေကိုတွေ့ရတယ်မှာဆာရီယိုမာနီပေါ့နော်အဲ့တော့ဒီလိုကစားသမားတွေကိုတွေ့မယ်ဆိုရင်မင်းလည်းပါတယ်တယ်မှာအဲ့တော့ လက်ရှိမှာလက်စနာအီဆက်အနေနဲ့သတင်းကောင်းတစ်ခုအနေနဲ့အခုချိန်ထိတော့သူညူကာဆယ်ကထွက်ခုတဲ့ပြင်စီနေစေဖြစ်တဲ့အာဆယ်အသင်းရဲ့ဒီညမှာအဟန့်တားတစ်ခုအနေနဲ့ကတော့လက်စနာအီဆက်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းဆိုရတဲ့ဒါအပြောင်းရွှေ့စည်းပေါ့နော် အဲ့တော့ Alessandro Isak အနေနဲ့ခုလက်ရှိ Newcastle United လဲစာရုပ်တတိုင်းရ level တစ်ခုရကြံနေတဲ့ကြောင့်မို့ပါဇက်ထဲရှိတဲ့ဈေး Newcastle ဈေးကိုပြရမယ်နေထားမှရှိရဲ့လက်ရှိအပြောင်းရွှေ့ဈေးနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်ယူရိုတန်100ဆိုပေါင်တန်100နီနီပြရမယ်ဆိုတဲ့ကောလာဟာလာတချို့သောကောလာဟာလာမှာ Isak အနေနဲ့ဒါပေါင်တန်150လောက်ထိတောင်ဈေးရောက်သွားနိုင်နေဆိုတဲ့တတိနေတက်နေခဲ့တဲ့အတွက်မှာတွေ့ရမယ်တော့မှာပါအဲ့တော့အဓိကပြောမယ်ဆိုတော့ Isak ကိုဒါအာဆိုသင်စိတ်ဝင်စားတယ်ဒါပေမဲ့ပေါင်တန်100လောက်ဒီပေးဖို့အတွက်အခြေအနေများကောင်းကောင်းကောင်းပါမလားဆိုတဲ့ဥစ္စာကိုကျွန်တော်ကြည့်ရမယ်တော့မှာပါတယ်ကျွန်တော် ပြောမှာဆိုပေါင်သန်းတရာဆိုရင် declarate ဈေးလောက်ပဲဆိုကျွန်တော်တို့ပေးတင်တယ်လို့မြင်နေတယ်မှာပါတယ်ဒါပေမဲ့များတော့များတယ်ဗျဖျားစုဒါတော်တော်လေးကိုများတယ်တယ်မှာပါတယ်ဒါပြကျွန်တော်ဒါခုနကဘယ်လိုလဲ isac ကိုတော့ဒါကျွန်တော် liverpool သင်းကလည်း light နေတဲ့အတွက်ကြောင့် liverpool သင်းကဒီနောက်ပိုင်းခုနှစ်တွေတုန်းကပတ်စံမတုံးထားကြောင့်ပတ်စံရတော်တော်လေးကိုမြောက်နေကြောင့် alexander isac ပေါင်သန်းတရာဆိုလဲ liverpool သင်းကအဲ့ဒါကိုလိုက်ပြီးတော့ match လုံးနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဘောနော်ဒါပြီး မီတို့ပဲစုံစည်းကမှုလာမယ့်နေရာဒီမှာလစ်ဗာပူးရဲ့အာစနယ်ဘဒူကအီဆက်ကိုရအောင်ခေါ်သွားနိုင်မလဲဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုရောက်လာခဲ့ပြီလို့ပြောပြစီနောက်တစ်ခုအနေနဲ့ပြောမယ်ဆိုလက်ရှိမှာစာကာရဲ့အရန်အတွက်ဒါကျွန်တော်တို့နီကိုဝီလီယံပုံစံမျိုးဒါပို့ပြီးတော့ချိဖြစ်တဲ့ version တစ်ခုပေါ့နော်ဒီကစားသမားကတော့ဒါကျွန်တော်တို့လီရိုက်စာနေလီရိုက်စာနေကိုလာမယ့်နေရာဒီမှာဒါကျွန်တော်တို့အာစနယ်သင်းနဲ့အလွတ်နဲ့ရနိုင်တဲ့အတွက်ကြောင့်တို့အနေနဲ့စောင့်ကြည့်နေတာဖြစ်တယ်အာစနယ်သင်းနဲ့ဒါကျွန်တော်တို့ oh sorry ဘိုင်မြူးနစ်နဲ့အသင်းနဲ့ဒါကျွန်တော်တို့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့လီရိုက်စာနေအနေနဲ့ 2025ခုနှစ်မှာစာချုပ်တက်တက်ကုန်ဆုံးလို့မှာဖြစ်တဲ့ကြောင့်အာစနိုအသင်းနေတဲ့လီရိုက်ဇာရီကိုသူတို့ရဲ့အသင်းစီမှာဒါအငှားပုံစံမျိုးရဆိုပဲဘယ်ဟောငှားတယ်စာချုပ်တက်တက် နည်းနည်းလင့်လို့ခုတ်လို့ဗာဒါဒီနေ့တည်းကသွေးရမ်းတိုးပြီးမျိုးလုံးတို့ကပြာလာမှကျွန်တော်ရှေ့ဗီဒီယိုကြည့်နေတယ်မျိုးလုံးတို့ကပြာလာမှနည်းနည်းလေးလင့်နေခုတ်လို့ပါအဲကျွန်တော်ဒါဟိုလာမဲ့နွေရာဒီမှာဆာယုတ်တန်တန်းကိုမကစားသမားအလွတ်နဲ့ခေါ်ယူဖို့တော့ကြိုးစားလာမှာဒါပေမဲ့အဟန်ဒါကဒီနေရာမှာပါလဲဆိုသူ့ရဲ့ဒါကျွန်တော်တို့လုခလာစားပဲလက်ရှိမှာဒါကျွန်တော်ဘိုင်မြူးနဲ့မှာရတယ်လုခလာစားတော်တော်လေးကိုမြင့်မာတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ခေါ်သွားမှာဒါပေမဲ့လက်ရှိပေါက်ဈေးရယူရိုတန်90လောက်ရှိခဲ့တဲ့ကစားသမားတစ်ယောက်ကိုဒါကျွန်တော်တို့အလကားလောက်နဲ့ရနိုင်မယ်ဆိုရင်တော့မဆိုးဘူးလို့ပြောလို့ရတယ်အာဆိုသင်းတဲ့ဒီကစားသမားအလွတ်နဲ့ခေါ်ယူနိုင်မယ်ဆိုတော့ လီဗိုက်စာနေအနေနဲ့ဒါကျွန်တော်တို့စာကားရဲ့အရန်မာတီနယ်လီနေရာမှာလည်းသူနေဆော့နေတယ်လိုအပ်လိုအပ်ဆိုတာကျွန်တော်တို့ကွင်းလယ် AM နေရာမျိုးမှာဆော့နေကြအောင်စာတွေကလီဗိုက်စာနေကတကယ်ကိုအားကိုးရမယ်ကစားသမားတယောက်အလွတ်နဲ့ရမယ်ဆိုတော့မစိုးဘူးတပတ်လောက်ခတာကျွန်တော်ယူရို2သိန်းခွဲ3သိန်းဒါကျွန်တော်ပေါင်2သိန်းခွဲလောက်ဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါမှရှိတယ်အဲ့တော့နီကိုဝီလီယံတပတ်လောက်ခ3သိန်းခွဲ3သိန်း8000ခေါ်မဲ့စာလီဗိုက်စာနေကိုဒါကျွန်တော်တပတ်လောက်ခ2သိန်းခွဲနဲ့ဒါကျွန်တော်အလွတ်ခေါ်ရတယ်မစိုးဘူးဒါပေမဲ့ပြဿနာကလီဗိုက်စာနေရဲ့လက်ရှိအသက်က29 30ကျော်ဝင်နေဖြစ်တော့နောက်ဆုံး တောင်ပိုင်းစားသမားအသက်30ဆိုရင်နောက်ထပ်အများဆုံး300နှစ်နှစ်လောက်ပဲတုံးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါဟာအဲအလွတ်နဲ့ခေါ်ပေမဲ့ ်နီကိုဝီလီယံတော့ potential မရှိဘူးလို့ပဲဆိုရမယ်တဲ့မှာပါပါတယ်ဒါမှဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တို့နဲ့ tv4 တို့မှာချင်းလူစားပေါအောင်ကူညီလို့ရပါရဲ့များများလေးလဲ clip ဖို့မမေ့ကြပါနဲ့အောက်က comment လေးထဲမှာလဲ youth sport media 3.0တို့နဲ့ tv4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မှသာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလဲ clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှာမြန်မြန်နံဖြစ်ပါတယ်အားလုံးပဲကျွန်တော်မှာကောင်းမွန်သောနေ့ဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲ ကျွန်တော်တို့ရဲ့နောက်မှာ AC တူကြတာပေါ့အားလုံးကြိုးတူပါတယ်မြန်မာလေး clip ကြပါဗျမြန်မာ clip မှာအမြင်နိုင်ဖြစ်ပါတယ်အားလုံးပဲ good night ပါတေးပါဗျ